ဒေကဲအမျိုးသမီးတဦးကိုရန်ကုန်မြို့လယ်မှာရှိတဲ့ Beauty Lane Hotel ကိုခေါ်ဆောင်ပြီးတော့အပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခဲ့တဲ့တရခံကိုဖမ်းဆီးရမိခဲ့ပြီလို့သိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးပပေတံမြို့နယ်မှာအမျိုးသမီးတဦးကိုရက်ဆက်စွာတပ်ဖြတ်ပြီးတော့အလောင်းဖြောက်ခဲ့တဲ့သမီးစားနှစ်ဦးကိုဖမ်းဆီးရမိခဲ့လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရသိရတာပါ အော်တိုဘားလာ6ရက်နနက်10:30မိနစ်20လောက်ကဗဘဲတန်းမြို့နယ်အမှတ်7ရပ်ကွက်32လမ်းအထက်ဘလောက်မှာရှိတဲ့ Beauty Lane Hotel 9လွာအခန်းအမှတ်902ပတင်းပေါက်အပြင်ဘက်အဲကွန်းအောက်ဒိုးနှစ်ခုကြားမှာရှိတဲ့အမှိုက်အတွင်းမှာတည်ဆုံးနေတဲ့အမျိုးသမီးတူဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ရဲတပ်ဖွဲ့တွေကသွားရောက်စစ်ဆီးကြရမှာပလတ်စတစ်အမိုက်အိတ်အတွင်းကနေတပြက်ခံထားရတဲ့ဝမ်တွင်းကလီစာတွေနဲ့ဝဲဘတ်ပေါင်အသားတွေလှိဖြက်ခံထားရတဲ့အသက်20လောက်ရှိတဲ့အမိမတိအမျိုးသမီးတူရဲ့အလောင်းကိုတွေ့ရှိခဲ့ရာကြောင့်ဗဘဲတန်းမျိုးမရဲစခန်းမှာပ96မြေဆောင်2025ရာသကြီးပုံမှ3ဝနှစ်နဲ့အမှုဖွဲ့စစ်ဆီးကြတာဖြစ်ပါတယ်အဲ့နောက်လူကြုံရေးတပ်ဖွဲ့တွေကစုံစမ်းဖော်ထုတ်ခြင်းတွေဆောင်ရွက်ခဲ့ရမှာ တည်ဆုံးသူဟာပဲခူးတိုင်းဒေသကြီးနတ်တလင်းမြို့နယ်မှာနေထိုင်နေအသက်23နှစ်အရွယ်မတ်စုမြတ်ဝင်းဖြစ်ပြီးတော့ပြမှုကျွလွန်သူတွေဟာတာဂေရမြို့နယ်အမှတ်ခွန်းအရှိရက်ကွက်မှာနေတဲ့အသက်16နှစ်အရွယ်အောင်ခန့်ကျော်စင်နဲ့၎င်းရဲ့ရီးစားဖြစ်သူပပေတန်းမြို့နယ်အရှိရွှေကုန်းတိုင်းရက်ကွက်အောင်ချမ်းသာအိမ်ယာမှာနေထိုင်တဲ့အေမွန်အောင်တို့ဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက်၎င်းတို့နှစ်ဦးကိုဖမ်းဆီးရမိအတွက်ဆက်လက်ဆောင်ရွက်ခဲ့ရမှာအော်တိုဘားလ9ရက်နေ့လယ်ပိုင်းမှာ၎င်းတို့ရဲ့နေအိမ်အသီးသီးမှာဖမ်းဆီးရမိခဲ့ပြီးတော့အောင်ခန့်ကျော်စင်ရဲ့နေအိမ်ကနေပြမှုကျူးလွန်စင်မှာ၎င်းဝစ်စင်အသုံးပြုခဲ့တဲ့အဝတ်အစားတွေစတီတာနှစ်ချောင်းတည်ဆုံးသူကိုင်းဆောင်ထားတဲ့လက်ကင်ဘုံတစ်လုံးအပါဝင်လက်ကင်ဘုံသုံးလုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တာလည်းဖြစ်ပါတယ် ပြမှုကျူးလွန်နေအောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရ၎င်းဟာဂိမ်းအလွန်အကျုံကစားတာတွေလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဇလန်းတွဲတွေကိုအလွန်အကျုံကြည့်ရှုလေးရှိတယ်လို့သိရပါတယ်။အော်တိုဘလ9ရက်နေ့မှာတော့ Telegram Channel ကနေပြီးတော့မတ်စုမြတ်ဝင်းကိုပျော်ပါဖို့အတွက်အခကြေးငွေတွေနဲ့ဆက်သွယ်ခေါ်ယူခဲ့ပြီးတော့ဗဘဲတမ်းမျိုးနဲ့ Beauty Lane Hotel အခန်းအမှတ်902မှာပျော်ပါနေစဉ်၎င်းကြည့်ရှုခဲ့တဲ့ လူသက်အလောင်းဖြောက်နိုင်ငံသားဇလန်တွေရုပ်တံတွေကလို့ဇက်ဆောင်နေအတိုင်းမတ်စုမြတ်ဝင်းကိုအသင်းဆောင်လာတဲ့စတိဒါနှစ်ချောင်းနဲ့ရက်ဆက်စွာတက်ဖြတ်ပြီးဝမ်းတွင်ကလီစာတွေနဲ့ဝဲဘက်ပေါင်အသားတွေကိုလှိဖြတ်ယူပြီးစွန့်ပစ်ခြင်းတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ိုင်နောက်၎င်းရဲ့ရီစာဖြစ်သူအေမွန်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်ကအခန်းအတွင်းမှာပေးချန်နေတဲ့သွေးတွေကိုတန်ရှင်းရေးပြုလုပ်တာရင်းမဆုမြဝင်းရဲ့အလောင်းကိုဖျောက်ဖျက်တာရင်းပြုလုပ်ခဲ့ပါရင်းအဲဒီနောက်အမျိုးသမီးတို့ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့အောင်ခန့်ကျော်စင်းနဲ့အလောင်းဖျောက်ဖျက်ရာမှာပူပေါင်းပါဝင်ကျူးလွန်ခဲ့တဲ့အေမွန်တို့ကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါရင်း